ဟေယောဝလုံးပဲမင်္ဂလာမနက်ခင်းပါအော်တိုဘာလစကူယန်နေယမနက်ပိုင်းအထူးသတင်းများကိုတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလေးကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel coaching pp coaching ti ap နေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်မြန်မာအကြံဖက်စစ်အုပ်စုကပြည်သူများကိုငတ်မွတ်အောင်ထားဆီးစေခြင်းဖြစ်အငင်းခံစေသည့်နီလန်ကိုအတုံးပြုတ်သည့်အပေါ်နိုင်ငံတကာက လပိုက်ချီမနေတင်ကြောင်ကိုလတမကဆိုင်ရာမြန်မာအမေတိုင်းကိုစလေတန်အမကြီးဦးကျော်မှုထွန်းကအတိပေးပြောဆိုထားပါတယ်။အောက်တိုဘာလ18ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကိုလတမကဌာနချုပ်တွေပြောလို့တော့ကိုလတမကလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရင်ကျေးမှုကော်မတီတွေစာနယ်ရိက္ခာရရှိခွင့်နဲ့ဆက်လျင်ရွေးအပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်တွေ ကုလတမကဆိုင်ရာမြန်မာအမေဒန်ကိုစလီတန်အမကြီးဦးကျော်မုထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်မြန်မာပြည်သူလူထုအတွက်အမေဒန် speak up လုပ်ပေးနေတဲ့ဦးကျော်မုထွန်းကိုကျေးဇူးတင်ပါတယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ်ကောင်းလေးတဲ့တတိယနောက်တည်းတနိုင်ငယ်လုံးပိတ်ခတ်တိုက်ခိုက်မှုရစေးရေးဆိုင်ရာသဘောတူညီစာချုပ် NCA ရဲ့စိန်နှစ်ပြပွေတက်ရောက်လာတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကအာနာတင်းထားတဲ့အကြမ်းဖက်ခွေးခေါဆောင်ကဒူးလိုင်းကို လာရောက်ကရဝပြုတ်ပြိတ်ဆုံးခဲ့တယ်လို့အကြံဖက်စစ်တပ်ကအောက်တိုဘာ16ရက်ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။အောက်တိုဘာ16ရက်နေ့ရက်စွဲနဲ့ထုတ်ဝေတဲ့စစ်အုပ်စုထင်းချုပ်ထားတဲ့တည်င်းစာတွေမှာခွေးခေါင်းဆောင်ကဒူးလိုင်ကိုဒိုင်းတလနဲ့ကင်ကိုစလီအဖွဲ့များကလာရောက်ကရဝပြုတ်တွိတ်ဆုံခဲ့တယ်လို့ဖော်ပြထားတာဖြစ်ပြီးကရဝပြုတ်စုတဲ့အတုံးအနှုံးကိုရေးသားဖော်ပြထားပါတယ်။ ခွေးခေါဆောင်ကဒူးလှိုင်ကိုကရောပြုတ်တွိတ်ဆုံတဲ့လို့ထုတ်ပြန်တဲ့အထေပါဝင်တဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒီမိုကရေစီအကျိုးပြုတ်ကရင်တပ်မတော် DKBA ကရင်အမျိုးသားအစည်းအရုံးငင်းချမ်းရေးကောင်စီ KNU KNLA PC လာဟူဒီမိုကရက်တစ်အစည်းအရုံး LDU မွန်ပီတစ်ပါတီ NMSP နဲ့ ရှမ်းပြည်ပြည်လေထူထောင်ရေးကောင်စီ RCSS အဖွဲ့ရဲ့တာဝန်ရှိသူတွေပါဝင်တယ်လို့သိရှိရပါတယ်။ဒါပြင် NCA မှာ PNLO ကုစလီလက်မှတ်ရေးထူးခေသူဥက္ကွန်အောက်ကနဲ့ ABSDF ကရေးပေါ်တယောက်ဖြစ်တဲ့ဦးမျိုးဝင်းတို့လည်းပါဝင်တယ်လို့သိရှိရပါတယ်။အခုတော့မင်းတို့တွေရှစ်ကွေးပြီပေါ့။မင်းတို့ဖျားတခင်စရော့ကတော့ကြာပေါ့။ကရောကပြုတ်ကြာပေါ့။ရှစ်လိုက်တာကွာရှစ်စရာကြီး။မရှစ်တဲ့ရင်လေးတည်ချက် ကောင်းလိုက်တဲ့တတိနောက်တတိကရင်နီပီဘောလာခေမြုပ်စီစစ်ကြောင်းထူနေတဲ့စစ်ကောင်စီတပ်စစ်ဆက်မတူးနိုင်ပေရက်တက်နေတယ်လို့ကီနီတပ်မတော် KA စစ်ရဲချုပ်မူမူကြီးဘုံနိုင်ကပြောဆိုထားပါတယ်။ဖယူစုမြုပ်နေဖက်ကနဲ့ဘောလာခေမြုပ်နေကိုထူစစ်စင်လာတဲ့စစ်ကောင်စီတပ်ကနဲ့ထွက်ပြီးသူတွေများနေတယ်လို့လည်းဆိုပါတယ်။ဖယူစုမှာပဲတက်နေတယ်။သူတို့ဖက်ကတပ်ပြီးတွေလည်းများတယ်လေ။ထတူးဖူလည်းတတိမရှိတော့ဘူးထင်တယ်။ မတူးနိုင်ဘူးဖယူစုမှာပဲကြံနေတယ်လို့ဖယူစုဘောလာခေစစ်ကြောင်းနဲ့ပတ်သက်လို့ဘုံမှုကြီးဘုံနိုင်ကရှင်းပြထားပါတယ်စစ်ကောင်စီတက်စစ်ကြောင်းကဖယူစုမြုပ်နေအပတ်၁၄တမိလေးချင်းရေးကြောင်းအနီးကမခရော့ရှိနဲ့လောဂျေကူရွာတွေအနီးတဝိုက်မှာပဲရှိတဲ့တယ်လို့လဲတရှင်စီရဲ့တရင်ချင်းမိကပြောပါတယ်နေရတကမှာထွက်ပြီးတဲ့စစ်ခွဲတွေများကြီးပဲစစ်ခွဲတွေများများထွက်ပြီးတဲ့အတွက်ကောင်းလေးတဲ့တဲ့နော်တဲ့ တန်တမတော် PSLF TNLA ထင်းချုံထတဲ့နန်းစံမြုပ်နေကွန်ဟေချေယောမာစစ်ကောင်စီတက်ရဲ့ဘုံကျိတ်တိတ်ခိတ်မှုကြောင့်တေဆုံးသူအမျိုးသမီး၃ဦးထတ်တူးလာတဲ့အတွက်တေဆုံးသူချုပ်အထိရှိလာတယ်လို့အောက်ချုပ်ရေးတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်တေဆုံးသွားတာကတော့ချုပ်ဦးရှိတယ်အမျိုးသားတဦးနဲ့အမျိုးသမီး၅ဦးတန်ရာရတဲ့သူကအဖွားတဦးသူကတော့ဆေးရုံပူထားတယ် စစ်ကောင်စီတပ်သားအောက်တူပါ16ရက်ညပိုင်းရှိနိုင်ခွဲအချိန်မှာကွန်ထေရွာအလီထေပေါင်900ဗုံးကြီးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။တေဆုံသူပြည်သူချုပ်ဦးနဲ့တရရရှိတဲ့အဖွဲ့အစည်းတို့အတွက်စိတ်မကောင်းပါဘူးထပ်တူနေပါတယ်။နောက်တည်းတင်းတာရီတိုင်းကိုတောင်းမြုံနေလုံဖို့ကျေးရွာအောက်ချုပ်ရေးမှုတို့ဦးနဲ့မြို့ဆိုထီနှုတ်ဦးကိုအမိမတိတနတ်တမမြတ်ကဖမ်းဆီးသွားပြီးပြစ်ခတ်တိုက်ခိုက်ရာတေဆုံခဲ့ကြောင်းသိရှိရပါတယ်။ အောက်တိုဘာလ14ရက်နေ့တွင်လုံဖိုကျေးရွာအောက်ချုပ်ရေးမှုဝင်းမင်းနှင့်မြို့ဆိုတီအေစုတတ်ဦးတုတ်ကိုအမိမတိတနတ်တမများကဝင်ရောက်ဖမ်းဆီးသွားပြီးလမ်းပိုင်တနေရာတွင်ပိခတ်တိုက်ခိုက်ရာတေဆုံခေချင်းပြောင်းတည်စီရပါတယ်။ကောင်းလေးတဲ့တတိနတ်တဲ့။အယောက်တီတိုင်းငပုတော်မြောက်နေငရချောင်းကျေးရွာအောက်စုစီကတက်ချောင်းရွာပြုတ်ကုန်းရွာတောင်လေရွာကျောက်ရည်တွင်တရင်ကွင်းတောင်ချောင်းရွာတို့မှာ အုပ်စုအုပ်ချုပ်ရေးမှုထွညုံဦးဆောင်၍၎င်း၏နောက်လိုက်များဖြစ်သောမြို့ဆိုတီချစ်တင်ထွေအုပ်စရေကောင်းထဆန်ခမွန်ကောင်းနေချင်းရဲ့လူမှုဦးမြို့ဆိုတီဆိုင်လင်ထွန်းမိတတဖွဲ့ဝင်ဂျိုဝင်းတစဉ်ကွင်းရမှုချစ်တန်းတော့ဒီလူငယ်များကိုပေါ်တာဆွဲဖန်စီပီအချမ်းပစစ်တထန်ငွေချစ်တင်းချီဖြစ်ရောင်းစားနေကြောင်းသိရပါတယ် ်ထူတော့လကောင်းတော့ပိုတာဆွေဖန်စီထားပြီးအကြံပစစ်တထံငွေချက်တင်ချပစ်ရောင်းစားထားတော့ငရန်ချောင်းကျေရအောက်စုမှကုကြုံမင်းစုနဲ့ကုအောင်ပိုင်စုတို့ဒီစီတန်တိတ်ပွဲတွေတေဆုံခိတ်တော်လေမိသားစုဝင်များကိုအတိပေးအကြောင်းကြားချက်မရှိကြောင်းသိရှိရပါတယ်။ထုပင်ငရန်ချောင်းကျေရအောက်စုတွေ နေထိုင်တော့ကုစင်မင်းထွန်းကုဟန်ဝင်းအောင်ကုအောင်ကုလင်းနဲ့ကုပိုင်ထွန်းတို့ကလေငပူတော်မြုပ်နဲ့ထွေရောက်စည်ရဲ့ ကောင်းထဆန်ခမောင်ကောင်းအဆက်အသွယ်ဖြစ်အချမ်ပစတတန်ငွေကြေးတင်းချီရယူကရောင်းစားခစ်ချောင်းတီစီရပါတယ်။အေဒီအောက်ချုပ်ရေးမှုအဖွဲ့တွေကတအားတောင်းကျက်တယ်လို့တီစီရပါတယ်။တစ်မောင်ခုရောင်းဝယ်ရေးတွေလည်းလောက်ကျတယ်။လောင်ကစားဝိုင်းတွေထိမှလည်းဖိတ်ဆက်တွေအများကြီးရတယ်လို့တီစီရပါတယ်။ပီတူရေစီမှာစစ်ပုထန်ကျေအဆမတန်ကုတ်နေရတယ်လို့လေတီစီရပါတယ်။အေယာဝတီတိုင်းကပုတော်မြောက်နေက PDF တွေမင်းတို့တာဝန်ရှိပါပြီ အော်တိုဘာလာစကူရဲ့နေ့ရက်မနက်ပိုင်းအထူးသတင်းကားတော့ဒီလောက်ပါပဲကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးစစ်ခွေးထုတ်ခံတဲ့ပြည်သူတချို့ကမမုံမြုပ်ကိုခွေးစစ်တက်ကတင်းပိတ်ပြီးအုပ်ချုပ်ပြီးလို့မကြာခဏပြောကြပါတယ်ဒါဆိုရင်တော့မမုံမြုပ်ရဲ့လက်စီအခြေအနေတစ်ချက်လောက်ရှုချရအောင်ဒါမမောပါလို့တော့ဒါကိုကိုတော့ဒါကိုကိုတော့ကိုကိုတော့ရဲ့ဟန်တဲဟန်တဲဟောမဟောမနော်ဟန်တဲပါလို့နော်ကဲ့ ကဲတော့အန်တဒဒါဘဘက်သွားရင်ဒါဖန်ကားကုန်းဗန်ဘွေကုန်းဖိုးဒီကွာနော်ဖိုးဒီကွာအဝယ်ပါလို့ဘောဘူးထီအောင်ဒါလေးကိုရိုက်ပြတာနော်သဘောပေါက်လားဘမောတူတေးသဘောပေါက်လားဟမ်စစ်ခွေးဘောမဘောစုပ်တွေနာစီရီယယ်ဘမောတူတွေပြန်လာကြတာနင်းတို့ ပြန်လာခဲ့เนาะကျိုးနေမယ်လို့ဘယ်မှာလဲဘယ်အနေနဲ့ပေါ်နေတာလဲဘယ်ကြောင့်ကြာပြောနေတာလဲဆိုတော့စတာကားခိတ်တယ်သူတိလို့ဘောမစတာအဲ့ရမ်ပါပါဘာအဲ့ရမ်ပါရှင်းပါကြည့်เนาะဒါဘမောပါလို့ဟန်တယ်မှာအကယ်ဒမီစတိုးเนาะဒါပါကြည့်ဒါမှတမ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 ကြည့်เนาะဒါဘမော အဲ့ဒီရိုက်ပြတာပါလို့အားလုံးပြောဆိုပြီးဟိုမှာနော်ဒါရွှေတောင်တန်းအဲရွှေတောင်တန်းဆက်သုံးစီနော်ဒါမှကြည့်ပါဦးလို့ကျွန်တော်တို့ခွေးတွေဘမောတင်းထားတယ်ဆိုလို့ပါနော်ဒါတွေရိုက်ပြတာနော်ဘမောသားတွေပြန်လာလို့ရပါတယ်လို့အင်ဂျင်နီယာတွေဟမ်ပြန်ခဲ့မလားကျိုးနေမယ်ကျိုးနေမယ်နော် လာခဲ့လား ကဲတောင်ရချင်းတော့မင်းတဲ့တိုင်ပဲကြားတဲ့အတိုင်းပဲဒီစခွဲတွေကာစကခ23မှာပဲနေတယ်စကခ23အပြင်မှာမထွက်ရဘူးမနေ့ကစကခ23ကနဲ့ချုံခုထွက်ပြီးဖို့ကျူးစားတဲ့စခွဲလေးကောင် KIA sniper မီလောက်လေးကောင်ကိုတည်ဝတ်တည်တည်ဆုံးသွားတယ်မြို့ထဲမှာစခွဲတွေမရှိဘူးတချို့နေရာမှာတော့ရှိတယ်အပြင်မထွက်ရဘူးဘန်ကာထဲမှာပဲထမင်းစာရေတောက်ချီပါဤပါအဲ့လိုပဲဝတ်လူနေကြတာကြည့်ဒါဆိုရင်တော့ဗီဒီယို ကိုမကျင့်တဲ့တရားကိုမဟောနဲ့မောင်ဆောင်ခမနေ့ကဆက်တစ်ချက်လောက်နားစင်ကြည့်အောင်ကိုမကျင့်တဲ့တရားကိုကိုမဟောနဲ့အကိုတကယ်ကျင့်ဉဏ်အားထုတ်နိုင်မှဒါလင်းဒီအောက်ကရင်းပေါ်ကြီးကိုတေချာလေးကြက်မှတ်နိုင်မှဖြစ်တယ်အဲအဲ့တော့အဲ့လိုမျိုးကိုကိုယ်တိုင်မကျင့်ကြံရင်နိုင်ရင်လည်းတမှုနေရမယူနဲ့ပေါ့ဗျာဒါယူယူလေးပဲအဓိကတော့ကျွန်တော်တို့ဒီစစ်တပ်တစ်ခုကိုတဲပြီးတော့တိဆောက်တဲ့အခါမှာတဲ့ရဲ့အခန်းကဏ္ဍဒီအဲကျွန်တော်တို့ကဒီ စစ်တပ်မှာအရေးကြီးဆုံးကအမိန့်နာခံမှုကိုအထအဲဒီအထအောင်အမိန့်ပေးကုတ်ကဲမှုစနစ်အရေးကြီးရယ်ဆိုတော့ဒီရဲဘော်တွေကအမိန့်နာခံမှုဆိုရင်အဲ့ဒီအမိန့်တွေကအရန်ကိုတိကျပြီးတေချာဖို့လိုတယ်အဲပြီးရင်နောက်တစ်ခုကအမိန့်ပေးတဲ့သူရဲ့တမာသမတ်ကြောင့်လို့အရန်အရေးကြီးပါတယ်အဲတကယ်လို့ဒါကျွန်တော်တို့ကအမိန်ပေးတဲ့သူကဒါကိုပြီးစလေပဲပေးတယ်ဆိုရင်တော်လကောင်းဒါမို့ရင်အဲဆန္ဒအဲသူ့ရဲ့တမာတမတ်ကြမှုဟာဟိုအောက်ကရဲဘော်တွေက မိကွန်းထုတ်ရှားရှိတယ်ဆိုရင်တော့လည်းကောင်းကျွန်တော်တို့တော်တော်လေးအဲရဲဘော်တွေမှာအခက်အခဲကြုံရတယ်ပေါ့ဆိုတော့အဓိကတော့ဟိုကျွန်တော်တို့ BPL ဆိုရင်ကျွန်တော်တို့ကဒီအဲအထောက်အမေပေးကုကဲမှုတော်တော်လေးကင်းကင်းကြက်ကြက်ကင်တွေထားတဲ့တက်ဖြစ်ပါတယ်ဆိုတော့ဒါကြောင့်တက်မှုတွေကိုလည်းအဲတီချာ train ရတယ်ပေါ့တကယ်လို့တက်မှုတွေကတီချာမလုပ်ထားဘူးတီချာမတီဆောက်ထားဘူးဆိုရင်တော့အဲကျွန်တော်ဒီအမိတ်နေတာတလွဲဖြစ်ပြီးတော့အောက်မှာမျက်နာတယ်သူကရဲဘော်ကြီးဖြစ်တာပေါ့နော်တကယ်မြေပြင်မှာ အဥဆောင်နေရတဲ့အဲရဲဘော်တွေဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ကဒီအမိန့်တွေကိုပို့ပြီးတော့အဲစနစ်တကျဖြစ်ဖို့နောက်တစ်ခုကဒီတက်မှုတွေကပို့ပြီးတော့အာဟိုခိုင်မာဖို့လိုတယ်ပေါ့နော်ဒီပြီးပြီးတော့လုပ်လို့မရဘူးအဲဒါပေမဲ့တခုတော့ရှိတာပေါ့ဗျာဒီရဲဘော်ဆိုတာကတော့တက်မှုရဲ့နေရာကိုရောက်ပြီးတော့တွေးလို့မရတာရှိနိုင်တယ်ဒီခါလေးကတော့အဲကျွန်တော်တို့ဒီရဲဘော်တွေစဉ်းစားတယ်လို့တက်မှုကမစဉ်းစားနိုင်တာအာ sorry တက်မှုတွေစဉ်းစားလို့ရဲဘော်ကမတွေးနိုင်တာရှိပါတယ် ။ဘာလို့လဲဆိုတော့အဲ့လိုအမြင်ကြဲကြဲစဉ်းစားနိုင်တဲ့သူကိုပဲကျွန်တော်တို့တက်ဖို့အဖြစ်ခံသဘောတရားအရဆိုတော့ဒီတက်ဖို့တွေဒါစနစ်တကျမလုပ်ထားရင်တက်ကပြတ်ဖို့လာရှိပါတယ်။ဘာလို့လဲဆိုတော့ဒီကိစ္စအရာရာအလုံးမှာတက်ဖို့ပေါ်မှာတည်မိရတယ်။အဲဆိုတော့ကျွန်တော်တို့ကဒီပြစ်မှုတစ်ခုကျူးလွန်ခဲ့တယ်ဆိုရင်တော့မှပဲအဲဒီအမိန်ပေးခံရတဲ့သူတဲ့အမိန်ပေးတဲ့သူမှာတာဝန်ပြုရှိတာ哦သူရဲ့ဒီဥပဒေရဲ့လှုပ်ထုံးလုံကြီးမှာလည်းအဲပြောရမယ်ဆိုရင်ဒီ အမေဘေးခံရတဲ့သူမှလည်းတတ်တတ်မှုတာဝန်ယူမှုတော့ရှိရတယ်သူတော်လည်းပဲအဓိကတာဝန်အရှိဆုံးသူကကွန်မန်ဒါပဲအမေဘေးတဲ့သူပဲဖြစ်တယ်ဆိုတော့ဒီသူပေးလိုက်တဲ့အမေရဲ့အကျိုးဆက်တွေအားလုံးကအမေပေးတဲ့သူပါပဲတာဝန်ယူတာဝန်ခံရမှာဖြစ်တယ်ဒါကတော့တက်ရတဲ့ပေါ်တရားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကအများသောအားဖြင့်အဲကျွန်တော်တို့ဒီစစ်တပ်တွေတိဆောက်တဲ့အခါမှာအဲအောက်ကရဲဘော်တွေအမေနာဂံမှုပဲတိဆောက်လေးရှိပြီးတော့အဲ့ဒီအမေနေပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုရှိဖို့အတွက်တက်မှုတွေကို ဟိုဟိုရှင်းပြတာသူတို့ရဲ့တာဝန်ကြီးကဘလော့ဖီကြီးလေးတယ်သူတို့ရဲ့အမိန်တစ်ခုကဘလော့ဖီအရေးပါတယ်ဆိုတော့ပြောပြတာအားနည်းတာကိုပြရလေးရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကစစ်တပ်တခုတိဆောက်တဲ့အခါမှာအထက်အမိပေးကူပေးမှုစနစ်ခိုင်မာယုံနေမကဘူးအရှင်းရအရှင်းရတောင်းယူမှုတောင်းဝန်ခံမှုရန်တရားလဲအားကောင်းမှုလို့လဲဆိုတာအမြဲတည်းပြောလို့ရှိပါတယ်။ဘာလို့ဆိုတော့ဟိုအောက်ကရဲဘော်တွေအမိနာခံယုံနေအဲအဆင်မပြေဘူး ဒီ main ဒီမှားတာတော့ကောင်းမှန်တာတော့ကောင်းအကုန်လုံးအထက်ဆင်းချင်းကနေတာဝန်ယူနိုင်မှသာလျှင်ဒါဟာခိုင်မာတဲ့တက်တခုဖြစ်မယ်ဆိုတာကျွန်တော်တို့အတိအကအပြောလိုခြင်းဖြစ်ပါတယ်အထူးသဖြင့်တော့ကျွန်တော်တက်ထဲမှာအရင်ပြောလိရှိတာကတော့ဘာလဲဆိုတော့ကိုမကျင့်တဲ့တရားကိုမခေါ်နဲ့ပေါ့ကျွန်တော်တို့ကိုယ်တိုင်ဒီတက်မှုတွေကိုယ်တိုင်ကျင့်ကြံအားထုတ်နိုင်ရမ်းမရှိတဲ့ကျင့်ဝတ်တွေစီကံတွေကိုကျွန်တော်ချမှတ်လို့မရအောင်အဲ့ဒါအရင်ရေးကြည့်တယ် အဲကျွန်တော်ပြောလို့ပဲကျွန်တော်တို့ကျွန်တော်တို့ခြေတန်းတော့အတင်ရပါတယ်ဒီမှန်ကန်ခြင်းနဲ့ရဲရင်ခြင်းပေါ့နော်ဆရာကြီးဖြူတော်အောင်ကြီးဟာဒီသူသူတစ်ခင်းတော့ကျွန်တော်တို့ကဒီကိုလုတ်တဲ့လုတ်ရက်တစ်ခုဟာကိုကိုယ်တိုင်းမှန်မှန်ကန်ကန်ရှိရလုတ်ပြနိုင်မှာတာဖြင့်အဲအဲ့ဒီဟာကိုကြက်မဲ့ဖို့အတွက်တမှုမှလည်းအားရှိမှာပေါ့နော်တကယ်လို့သာကိုကဒီစီကန်းကိုမလိုက်နာဘဲနဲ့ဒီစီကန်းကိုအောက်ကရဲဘော်တွေတပည့်ချမှတ်ထားမယ်ဆိုရင်အဲ့ဒီစီကန်းဟာအကြာကြီး အဲခိုင်မြဲမှာမဟုတ်ဘူးရဲဘော်ရီပုံမှာလည်းတက်ရောက်မှုရှိမှာမဟုတ်ဘူးတင်းကျပ်နိုင်တဲ့အဲစီးနောင်မှုအားလည်းရှိမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်မြဲပြောတာကတော့ကျွန်တော်အောက်ကဒီတက်မှုတွေပြောတာကကိုမကျင့်တဲ့တရားကိုကိုမဟောနဲ့အကိုတကယ်ကျင့်ကြံအားထုတ်နိုင်မှသာလျှင်ဒီအောက်ကရဲဘော်ရီကိုတရားလေးကြက်မှတ်နိုင်မှဖြစ်တယ်အဲတော့အဲ့လိုမျိုးကိုကိုယ်တိုင်မကျင့်ကြံနိုင်ရင်လည်းတက်မှုနေရာမယူနဲ့ပေါ့ဗျာဒါယူယူလေးပဲဆိုတော့ အဓိကကတော့ကျွန်တော်တို့ကဘဲတက်မှုကိုမဆိုဖြုတ်ချနိုင်ပန်းရှိတဲ့ institution ဖြစ်ဖို့လိုတယ်။တခုခုဆိုရင်ဒီတက်မှုကိုမျက်နှာနဲ့မျက်နှာထောက်နေရတဲ့အခြေအနေမျိုးဆိုရင်တော့အဲရေရှည်မှာပြက်နာရှိနိုင်တယ်လို့ဖြစ်ပါတယ်ဟုတ်။ပြောသွားတာဒါကောင်းတယ်နော်။မောင်ဆောင်ခအဖွဲ့တွေလေးစားရှာကောင်းတာက တောင်ပိုင်းမှာပဲဖြစ်ဖြစ်ရခိုင်ပြည်မှာပဲဖြစ်ဖြစ်တို့ကတိတ်ပွေးတွေပို့ဆောင်နေတယ်။အခုအငြာဖက်မှာလည်းမကြခင်တိတ်ပွေးပို့ဆောင်ဖို့ရှိတယ်လို့သူကပြောပါတယ်။ data swing.no video အရင်ကငဒူးလှိုင်ကိုမိုးမနေတဲ့ချူကြီးကိုအခုတလောသူ့စိတ်ပြောင်းသွားတာလားမသိဘူးကျွန်တော်တို့ဖက်မှာရက်တီပြီးမှစစ်ကောင်စီစစ်ခွဲတွေမကောင်းတဲ့အကြောင်းတွေကိုခဏခဏပြောပါတယ်ချူကြီးပြောသွားတဲ့စကားတွေကိုမကျေနပ်လို့ခွေးမောင်စုကတုံ့ပြန်တဲ့ဗီဒီယိုတစ်ချက်လောက်ရှုကြရအောင်ချူကြီးကတော့လှုပ်ချလိုက်သလွဲတွေကြီးပဲဟို2023တုန်းကပြောခဲ့တဲ့စကားတွေချူကြီးကအရှက်သိခါလည်းမရှိတော့ဘူးသူသူဘလို့ပုံစံပဲလားကွာဒါသူကဟိုကွာ ဟိုတချို့ဖြစ်နေပဲဝင်တာဝင်တာကွာဒါပေမဲ့ချူကြီးကလက်လော့စင်မှာဟိုဘယ်လိုပြောမလဲဘာတွေကြောင်လို့ကြောင်သွားတယ်ကျွန်တော်တော့မသိတော့ဘူးကွာအခုကဟိုတည်င်းသမားတွေကတပ်ဖို့ဖြတ်ဖို့တိပြောတယ်ဆိုတဲ့တရားသူကအမေရိကန်နိုင်ငံမှာနေပြီးလူတစ်ဖက်သားကိုတပ်ဖို့ပဲဖြောက်အဒီလောက်ဖို့အတွက်ရှင်းခိုင်းတယ်ဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံအစိုးရပဲကျွန်တော်အပြစ်တင်နေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုပုံကူတွေကိုဒီလိုတိုင်းပြည်မှာဒီလိုတပ်ဖို့ဖြတ်ဖို့အတွက်ပြောနေတဲ့အချက်တွေကိုအမေရိကန်နိုင်ငံအနေမှာ ီဟိုဒီမှာကျွန်တော်တို့ဒီတန်တမာရင်းရဒီကောင်တွေကိုဘလုံးနည်းနဲ့အရေးကြီးနိုင်မလဲပေါ့အဲ့တော့ကျွန်တော်တို့မှာဒီနေ့တည်နှောက်တွေကိုကျော်စိုးတို့ကျော်မျိုးမင်းတို့လာကိုအောင်မင်းတို့အစားတဲ့ဖြစ်ပေါ်ဗျာအဲ့ဒီမှာတည်လုံနေတဲ့လူတွေကို तू ကတတ်ဖို့ဖြတ်ဖို့ပြောတယ်ဆိုတာဒါအကြမ်းဖက်တဲ့ဝါဒကို तू ကဒီအကြမ်းဖက်ဝါဒဒီ terrorist ပေါ့နော် तू ကဒီအခု terrorist trade terror ပေါ့ terrorist ပေါ့ terror terror fighting လို့ဘူးတဲ့ကို तू ကပြောနေတာနော်ဆိုတော့ ဆိုတော့ကြအကျန်းဖက်ပြီးလူတက်ဖို့အတွက်သူကမြောက်ပေးနေသူကခံယူထားတော့အမေရိကန်နိုင်ငံကခံယူထားတယ်ချိုကြီးရဲ့ဟိုအသိပညာကအခုကတော့၃ညဖြစ်သွားပြီ၃ညဖြစ်သွားပြီဘာဖြစ်လို့၃ညဆိုတာကသူကဘာတွေပောက်ကွယ်လို့ကွဲမှန်းလည်းမသိဘူးဟိုဒီတက်မတော်တွေကဒေါက်တာတွေကိုဘယ်လိုရှင်းဖို့ညာဖို့အတွက်သူပြောတယ်ဗောဗျာဒါနဲ့တရင်သမားတွေကိုတက်ဖို့ဖြတ်ဖို့အတွက်ပြောတယ်ဆိုတဲ့စကားတစ်ခုကဒီကောင်ကတော်တော်လေးကိုအသိပညာအတွေးခေါ်ပိုင်းဆိုင်ရာတော်တော်နှိပ်တယ်လို့သူ့ကိုယ်သူဝင်ခန်းတယ်လို့ သူကရင်ရည်လေးနဲ့ယူနေတယ်ဆိုတာကိုသူ့ကိုသူဝင်ခံလာရင်ရည်လေးယူပေါ့အဲ့တော့မြန်မာနိုင်ငံအစိုးရအနေနဲ့သူ့ကိုဘယ်လိုပုံစံနဲ့ဟလာမင်းတို့သူခံယူထားတော့ American နိုင်ငံသားခံယူထားပြီးမှတင်း American နိုင်ငံသားခံယူပြီးကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံမှာတင်းနေမားတွေကိုတတ်ဖို့ဖျက်ဖို့ပြောတယ်ဆိုတဲ့ဟိုကဒီလူကတတော်အောက်တန်ကြတာပါဒီလူရဲ့စိတ်ထဲမှာတတော်လေးကိုအောက်တန်ကြတဲ့စိတ်ဓာတ်ရှိမှဒီလိုအကြမ်းဖက်တဲ့လောက်ရမျိုးကိုလောက်ခိုင်းတာ ဟုတ်လားအခုဒီတမတော်ထောက်ခွန်နဲ့တောက်တိုင်နေကိုဖြူဘူးတွေလည်းသူပြောတယ်ဗောဗျာအာချိုးကြီးကတော့ယူဟာကြီးဗျာခင်ဗျားတို့သိပြီးဥစားပြောမလဲကျွန်တော်ကတော့ပြည်တွင်းကလူတွေသူ့တော့တိတ်အရေးမလုပ်စေချင်ဘူးအာချိုးကြီးကလည်းအဲ့မှာမြောက်ပေးတာမုံမင်းတို့မြန်မာနိုင်ငံသားတွေအကုန်သိကွာဟိုဆိုလိုချင်တာသိမဟုတ်လားပြည်တွင်းမှာမင်း PDF နဲ့အမှဆက်ကြအာအမှတက်လိုက်မှပြန်မင်းဟိုဒူဒီကိုတေချောင်းကြံပြီးမှဒီကောင်ကခွေးကြံကြံတယ်လို့ခေါ်တယ်ဗောနော်မင်းပြောတဲ့စကားကိုဘယ်သူမှနားထောင်မှာမဟုတ်ဘူး မြန်မာပြည်မှာရှိတဲ့ပြည်သူတွေကမင်းကိုဘလောက်မောင်းလဲဆိုတာမင်းကိုတိုင်မသိဘူးလားခွေတာဒီမောင်စုတော့ကိုဘလောက်အောက်တန်းကြလဲဆိုတော့စစ်ခွေမထုတ်ခန့်ရင်စစ်ခွေအာမပေးရင်အယူပညာမင်းအတိပညာမရှိအဲ့လိုတတ်မှတ်ကြတာအဲ့လိုမျိုးစိတ်တက်ကခွေးစိတ်တက်တိလားအဲ့လိုမျိုးစိတ်တက်ရှိလို့မင်းတို့ခွေးဖြစ်နေကြတာတော်လှန်ရေးလဲငါးနှစ်ပြီတော့မယ်စစ်ခွေတွေဘလောက်ရောက်มาလဲဆိုတာကိုသူတီးသွားတာလေအပန်တရားရသွားတာလေမင်းတို့ကတီးတီးရင်းတဲ့စစ်ခွေကိုထုတ်ခန့်နေတော့ မတူကယူတာလဲမတူကငါဖြစ်တာလဲမတူကပညာမရှိတာလဲမင်းကိုယ်တိုင်စဉ်းစားခွေတာကေဒါဆွင်ဒေါ်နောဗီဒီယိုတတိမာမင်းမကိစ္စလက်စားကိစ္စတွေကိုအရေးမယူတော့ဘူးလို့ပြောလိုက်တယ်ပြောင်းကြည့်တစ်ချက်လုံးနှစ်စီကြည့်အောင်နောက်ပိုင်းအာရာရှိတွေပေါ့နော်ရာရှိတွေစစ်တီတွေတော်တော်များများလာမှာဘာတွေဖြစ်နေဆိုတော့အရင်ကဆိုလို့ရှိရင်မင်းမကိစ္စနဲ့ဆိုစစ်တပ်ကလုံးဝခွင့်မလုပ်ဘူးနော်အခုခုဖြစ်နေအမင်းမကိစ္စဆိုရင်လုံးဝနှိမ်နေတာနော်အရေးယူတယ် ငွေကြေးကိစ္စလုံးဝရေးယူပါတယ်အခုနောက်ပိုင်းမှာငွေကြေးကိစ္စရေးယူမှုလည်းရှားလာတယ်မိမကိစ္စနဲ့ပတ်သက်ပြီးတော့ရေးယူမှုတွေလည်းရှားလာတယ်အင်းနောက်ဆုံးပိတ်ဖို့ပြန်တော့အကိမ်းမှာဘလို့ခေါ်မဆိုတော့ငွေကောက်နေတယ်တိတယ်ဒါတွေလွတ်ပေးနေတယ်တိတယ်အရေးယူမှုတွေရှားလာတယ်ဘာကြောင့်လဲဆိုတော့နှစ်နည်းနှစ်ခွက်ကြည့်ရမှာတစ်ဖက်ကတော့ဟုတ်လွတ်ထားပြီးလိုက်ပါကွာဆိုတဲ့ပုံနောက်တစ်ဖက်ကတော့အင်အားပြုံးသွားမှာဆိုတဲ့ပုံစံမျိုးတွေလည်းရှိတာပေါ့ဗျာနော်အဲ့တော့ဘလို့နေဖြစ်နေဆိုတော့အခု တသားတွေတချို့ပေါ့နော်တော်တော်များများကရှိတယ်အဲမိမရှုပ်ကြတယ်မိမရှုပ်တဲ့အခါမှာအရာမိမတွေသွားတိုင်းသွားတိုင်းတဲ့အခါဒါကိုအေးအေးမူလေမရှိတော့ရှားလာအဲ့တော့အဲ့တော့မိမတွေကဘယ်လောက်ထိကြိမ်သေးလာကြလဲဆိုတော့လှုပ်ထားလှုပ်ထားနင်းလှုပ်ထားနင်းဒီမငါနင်းရဲ့ပင်စင်ကိုထုတ်စားမယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒီမျိုးပဲကျင်းပြီးတော့မိမတွေကနောက်ထပ်မှကျန်တဲ့မိမတွေပေါ့နော်နောက်တန်းတော့ဖြစ်ပါလေကျွန်တော်တို့စစ်သားမိမတွေစစ်သားရဲ့ရည်စားတွေနော် စစ်သားရဲ့လက်ထက်ခွင့်တင်ထားပြီးသား main ကလေးတွေကအခုဆိုရင်ဟိုရှုပ်နေရှုပ်နော်ဟိုကဒီငါနေလာစားတွေထိုင်စားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ချိန်သေးနေရတယ်အိမ်မှာထိုင်မချိန်သေးနဲ့ဘာကြောင့်စစ်တပ်ကအေးမှမပြူတာအဲ့လိုမျိုးတွေဖြစ်နေတယ်ကဲမုံမုံပြုတ်သွားတာကမှန်တွေ့ကြည့်ပေးနော်မုံမုံလည်းကျွန်တော်တို့တော်လှန်ရေးကိုထောက်ခံတာမဟုတ်ပါဘူးဒါပေမဲ့သူကအမှန်တရားကိုပြောတာမုံမုံလူမျိုးစစ်တပ်ထောက်ခံတဲ့ပြည်သူတွေထဲမှာ၁၀ရောက်လောက်ရှိရင်ဒါကောင်းမှာအခုတော့စစ်တပ်ထောက်ခံတဲ့ပြည်သူတွေထဲမှာ ကျိတ်ငိတ်ပြီးထုတ်ခံနေကြတာသူတို့စိတ်ထဲမှာပြောချင်တဲ့အရာတွေကိုမပြောရင်တိတိရင့်နဲ့မပြောချင်တဲ့လူတွေလည်းအများကြီးစစ်ခွဲတွေကုတ်ချစ်မှုရုံမာမှုတွေကိုမပြောရတဲ့လူတွေမပြောချင်တဲ့လူတွေကျိတ်ငိတ်ပြီးနေတဲ့လူတွေအများကြီးစစ်ခွဲထုတ်ခံတဲ့ပြည်သူတွေထဲမှာမောင်မောင်လူမျိုးစေရောက်လောက်ရှိရင်ပြည်သူတချို့အတွက်တက်တာသွားမယ်အရင်ကစစ်တပ်မှတအားရည်တည်နေတဲ့မောင်မောင်နဲ့ချူကြီးကအဖန်တရားတွေအခုချင်းတော့ပြောပြီး ေးဒါကကျွန်တော်တို့တော်လှန်ရေးအောင်မိမှုတစ်ခုဖြစ်တယ်လို့ကျွန်တော်ကမိပါတယ်ဟုတ်ကဲ့ပါအောက်တိုဘာလ19ရက်နေ့ရဲ့မနက်ပိုင်းအထူးသတင်းကတော့ဒီလောက်ပါပဲချိန်မြတ်ချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time